မင်္ဂလာပါ MPD Mobile Phone သုံးဆက်သူများရှင်မိမိတို့ရဲ့ SIM card ကိုမှတ်ပုံတင်ပြုလုပ်ပြီးပါပြီလားရှင်မှတ်ပုံတင်ရသေးဘူးဆိုရင်တော့ခုပဲကိုယ့်ရဲ့ဖုန်းပေါ်ကနေမှတ်ပုံတင်လိုက်ရအောင် MPT ရှေ့သို့လမ်းချီမြန်မာပြည်မန္တလေးတိုင်းဒေသကြီးမြင်းကြံမြို့နယ်နဘူဝံကျေးရွာရဲ့ဖုန်းကြီးမြန်မာမှာဇက်ပွဲကြည့်နေတဲ့ရွာသူရွာသားအုပ်တနနက်ပြစ်ခတ်ခံရမှုမတ်လ9ရက်နေ့နဲ့အစောပိုင်းကဖြစ်ပွားခဲ့ပါတယ်ဖြစ်စဉ်မှာမြင်းကြံမြို့နယ်နဘူဝံကျေးရွာမှာ နဘဝအလဲတိုက်ဆီရတော့ဥညာနေတရာရဲ့ဖုံးကြီးပြပွဲမှာဇက်ပွဲကပြဖြော်ပြနေစမှာတနတ်တန်တစ်ချက်ကျရပြီးနောက်ဇက်စင်ရာဘက်ဘေးမှာထိုင်ပြီးပွဲကြည့်နေသူတို့ဒဏ်ရာရှိခဲ့တယ်လို့သိရပါတယ်။ဖြစ်စဉ်နဲ့ပတ်သက်ပြီးမြင်းကျက်မြို့နယ်အုပ်ချုပ်ရေးမှူးကအခုလိုပြောပါတယ်။အော်ဒီစီဒီအရောသူကတော့ဒီဟိုဘုန်းကြီးသာဗနာဘွဲမှာပေါ့။ငါဘုရားဘုန်းကြီးသာဗနာဘွဲမှာဘုန်းကြီးဘွဲလာရောင်းနေတဲ့ပြစ်ကြတာပေါ့။ပြစ်သွားတဲ့ပြစ်သွားတဲ့သူကတော့အခုရည်ဒီဟိုရေကနေ ဒီလိုနေလို့ရှိတယ်ပုံရနေလို့ရှိတယ်တန်ရရှိသူတူဖြစ်တဲ့ထင်းလွင်ဆိုသူဟာရာဘတ်ပါမဝင်းနေထင်ဘတ်တို့ဖောက်ထွက်တန်ရနဲ့လဲကြနေပြီသူ့အနီမှာမတ်ခန့်ခန့်ဝင်ဆိုသူဟာဝမ်ဘိုက်သွေးထွက်တန်ရနဲ့တွေ့ရှိရတာဖြစ်ပါတယ်အခင်းဖြစ်နေရနေရှိထင်းလွင်ရနာမှာကြည်ခွန်တစ်ခုကိုတွေ့ရှိခဲ့တယ်လို့ရဲမှတ်တမ်းတွေအရသိရပါတယ်အခင်းဖြစ်ပွားကတန်ရရှိတဲ့အခြေအနေနဲ့ပတ်သက်ပြီးစမိတ်ခုံအထုတ်ရမှုဥလာတင်ကလည်းခုလိုပြောပါတယ်စကားပြောတယ်တနက်ပြန်ရတယ် နော်သူကတင်မတော့ကြာနေလူတော့မသိသေးဘူးပြောတာကျွန်တော်တို့ဒီသမိုင်းကုန်ရေကတန်းပါနာပြစ်ကားရလျာမသိသေးဘူးပြောကျွန်တော်လည်းကြားရတယ်မြေကြီးကထုံးလာတာပေါ့နော်အဲမန္တလေးချိန်မှာကလေးမတရားကသူကတီစားကဖောက်ဝင်သွားပုံမျိုးပါလေဟုတ်တယောက်ကမှတော့မပြစ်တဲ့လူမှန်လို့မှရှေ့ကကလေးမကဖောက်ဝင်သွားတယ်လို့ပြောတယ်လေကျွန်တော်ပြေးမြေကြီးကကျွန်တော်တို့ပြရတော့ကတော့အဲ့အမေမသိသေးဘူးလို့ပြောတာပေါ့နော်ဟိုကလေးမလေးကလည်းသူကြည့်ကြည့်ရေးစကားရတော့ဟို ပဲအလည်းမဆုံးရတော့ဘူးလို့ပြောတယ်အဲ့ဒီခင်ဖြစ်ပေါ်တဲ့နေရာဟာပွဲခင်းဇက်ကုံနဲ့အတန်ငယ်ဝေးกว่าပြီးတနက်ပစ်ခံရသူနှုတ်လုံးဟာသတိမရသေးတာကြောင့်လက်တော်မေးမြတ်မရသေးကြောင်းနဲ့ကျူးလွန်သူကိုစုံစမ်းဆဲဖြစ်ကြောင်းနဘူဝရဲစခန်းမှာစခန်းမှုရဲအောင်ဆိုမှုကပြောပါတယ်တနက်နဲ့ပစ်ခတ်ခံရတဲ့ကိုထေးလွင်ကိုမန္တလေးပြည်သူစေုံကြီးအုံနှောက်နဲ့အာယုံကျော်ဌာနမှကုသနေပြီးမက်ခန့်ခိုင်ဝေကိုတော့အမျိုးသမီးဆောင်မှကုသနေတယ်လို့သိရပါတယ်